ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မော်ဒန်နိုင်ဝင်းဖြစ်ပါတယ် ိုင်နီဆိုတွေမျိုးတွန်းပြောက်ွယ်ပြီးအချိန်ကားဗားရီဖြစ်ခဲ့တယ်လေအကြောင်းအရာကိုတင်ဆက်ပေးသားမှာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်တန်ပေါင်း66ခုနှစ်ခရတိတ်ရဲ့ကာလာကဒိုင်နီဆိုမျိုးနယ်စုတွေမျိုးတွန်းပြောက်ွယ်သွားခဲ့ပါတယ်ဒါဟာကဘာဘေးအန်ရယ်ဆိုတာလူတိုင်းတည်ပီးတာဖြစ်မှာပါကဘာကြီးကိုအုတ်ကပြန်နေဝင်တိုက်ခဲ့မှုကြောင့်တိတ်ပဲမရရှင်တွေထိုအကြောင်းအရာကိုညှဉ်းခုံနေကြလဲဖြစ်ပါတယ်ကဘာကြီးကိုဝင်တိုက်ခဲ့တဲ့အုတ်ကပြန်ရဲ့တူတွေက71ကနဲ့80ကီလိုမီတာရှိပြီးပမာဏပြောရမယ်ဆိုရင်ဝါရှင်တန်စီးတီးမျိုးရဲ့အရွယ်စားများကြီးမားပါတယ်မက္ကဆီကိုပင် င်လေတဝိုက်အရွယ်စားရှိတဲ့ဂျိုင်ဝန်းကြီးဖြစ်ခဲ့ပါတယ်။ဒီအုတ်ကကရဲ့ကဘာပေါ်ကိုတိုက်ခိုက်မှုစွမ်းအင်ဟာမြေနေရ1500ကီလိုမီတာကိုမီလောင်ကျွမ်းစေခဲ့ပါတယ်။ပောက်ကွဲမှုသို့မဟုတ်မီလောင်မှုကြောင့်ဒိုင်နီဆောအများအပြားမိနစ်အနည်းငယ်တွင်တိဆုံမှုများဖြစ်ပေါ်ခဲ့ပါတယ်။စစ်တောတွင်လည်းဖုံးလွှမ်းနေတဲ့ကဘာမေကြီးဟာချက်ချင်းပဲမီးလောင်ပြကျခဲ့ပြီးနှုတ်တိုက်တရွာများအပြင်ဒိုင်နီဆောများအပြားတိဆုံပြီးပျက်စီးခဲ့ရပါတယ်။ ဒီလိုအဆုံးထိလိုင်းလံကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုလေးလည်းဆက်လက်တင်ပြသွားမှာဖြစ်လို့ channel လေးကိုလည်း subscribe လေးနှိပ်ပေးသွားရပါအောင်